လူအသက်ကိုတူစေတဲ့အစားအစာငါးမျိုးစာဝိနည်းဆိုတဲ့ဇာကားမှာစားဆိုတဲ့နေ့စဉ်အစားအစာစားသုံးမှုက လူသားတွေရဲ့အခြေခံလိုအပ်ချက်တစ်ခုဆိုတာကိုအားလုံးသတိပြုမိကြမယ်ထင်ပါတယ်အစာလဲစေဆေးလဲအစာဆိုသလိုအစားအစာက လူတိုင်းရဲ့ကျန်းမာရေးအတွက်အရေးကြီးတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းအစားအစာကြောင့်လူသားတွေရဲ့အသက်စီဝင်ကိုရွှေယူနေတဲ့ဖြစ်စဉ်တွေလည်းများစွာရှိပါတယ် ။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်ကလူအသက်ကိုတူစေတဲ့အစားအစာ၅မျိုးရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာ။လူအသက်ကိုတူစေတဲ့အစားအစာ၅မျိုးကဘာတွေလဲဆိုလို့ရှိရင်တော့၁ပြုပြင်ထားသောအသားများခေတ်ကာလအရှည်အနေနဲ့ပြောင်းလဲလာတဲ့ဒုနေမှုပုံစံအရာအသား၅တွေကိုလက်လက်ဆက်ဆက်ပြင်ဆင် ရှက်ပြုတ်တာတဲ့အေးခဲနေတဲ့ပုံစံနဲ့ထုတ်ပိုးပြီးတော့ တာရှိခံအောင်ပြုပြင်ထားပြီးတော့စားသုံးပြလာကြပါတယ်။ဒီလိုတာရှိခံဆေးတွေဟာလူသားတွေရဲ့ကျန်းမာရေးအတွက်အန္တရာယ်ရှိစေနိုင်တယ်လို့ကျန်းစာပါဝင်နှလုံးယောဂနဲ့သီလယောဂကဲ့သို့သောနာရရှိယောဂတွေကိုလက်ရက်ခေါ်နေတယ်လို့ဖြစ်နေပါတယ်။နှစ်ရှူရည်များအားဖြင့်ရှူရည်တကြားတဲ့လွန်ကဲစွာပါဝင်တဲ့ရှူရည်တွေဟာလူတွေရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်အရာကဲ့သို့ နေရာယူလာတဲ့ဆိုတော့ကိုအားလုံးတတိပြုမိကြမှာပါဒီလိုမျိုးတကြားတဲ့ကိုအရှိုးရီကနေတဆင်လိုရာထက်ပို့ပြီးတော့သုံးဆွဲမိမယ်ဆိုရင် ကိုလေးချိန်ကြီးပြတ်လာတာစီဂျိုနှလုံးနဲ့အသေးပြဿနာတွေကိုဖြစ်စေနိုင်ပြီးတော့လူတက်တန်းကိုတိုးစေနိုင်ပါတယ်ဒါကလည်းအမှုမဲ့အမှတ်မဲ့အရှိုးရည်တွေကိုရက်ပေါင်းများစွာတောက်ရာကနေဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတို့ပြောရမှာဖြစ်ပါတယ် ၃စီကျော်အစားအစာများစီကျော်အစားအစာတွေနဲ့ကျွတ်ရွနေအောင်ဖန်တီးထားတဲ့အကျော်အလော်တွေဟာလူတွေကိုအများဆုံးဆွဲဆောင်နိုင်တဲ့အစားအစာတွေဖြစ်တယ်လို့ဒီစီကျော်အစားအစာတွေကပေးတဲ့ဒုက္ခကလည်းမသေးပါဘူးအထူးသဖြင့်စီကျော်အစားအစာတွေမှာအဆီဒက်မြင့်မားစွာပါဝင်လာကြောင်းသွေးရင်းအဆီဒက်ကို တက်စေနိုင်ပြီးတော့နောက်ဆက်တွဲအနေနဲ့အဝလွန်ခြင်းနှလုံးရောဂါနဲ့လေဖြတ်တာတွေကို ပိုဖြစ်စေနိုင်ပါတယ် လေအကင်နဲ့ငီးခိုးတိုက်ရိုက်ဖြည့်တွေ့သောအစားအစာများအခုနောက်ပိုင်းလူအများစုသဘောကျနှိမ့်ဆိုင်စွာစားသုံးပြစ်တဲ့အကင်တွေဟာရံပန်းရံခါစားသုံးခြင်းအတွက်ပြဿနာမရှိနိုင်ပေမဲ့ကျင်းပန်းများစွာမကြကနစားသုံးမယ်ဆိုရင်တော့ရေချီမှာကျမ်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဥမာအားဖြင့်အကင်တွေမှာ အမှုပေးခြင်းအားဖြင့်ဖြစ်ပေါ်လာတဲ့ polycyclic aromatic hydrocarbon hydrocyclic amine စတဲ့ဓာတ်ပေါင်းတွေဟာကင်ဆာရောဂါဖြစ်နိုင်ခြေကိုညှင့်တက်စေတာကြောင့်ရေကြီးအမဲစားသုံးခြင်းကို အထူးရှောင်ကျင်ဖို့အရေးကြီးပါတယ်ငါအငန်းတဲ့များသောအစာအစာများအစာအစာနဲ့ပတ်သက်ပြီးလူတွေကိုဒုက္ခပေးလေရှိတဲ့နောက်ထပ်အစာအစာတစ်ခုကတော့အငန်းတဲ့ပဲဖြစ်ပါတယ်အငန်းတဲ့တနည်းအားဖြင့်စားတဲ့များတဲ့အစာအစာဥမာအားဖြင့်ငပီး ငါရှောင်းဟင်းခမ်းမုံကစားလို့တနေ့တာမှာစားကို လိုရတဲ့ပို့ပြီးတော့စားသုံးခြင်းကလည်းကျန်းမာရေးကိုရည်ရှိမှထိခိုက်စေနိုင်ပါတယ်။ဒါရင်မကပဲအသင်စားအစားအစာအများစုမှာလည်းစားတဲ့ကလိုရတဲ့ပို့ပြီးတော့ထည့်သွင်းထားတာကြောင့်ဒါကလည်းအငံတက်ပို့စားသုံးမိခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။အငံတက်များများစားသုံးခြင်းကသွေးရောဂါနှလုံးရောဂါလေးပြည့်ရှင်းတဲ့ ကျုပ်ကပစ္စည်းချင်းတွေကိုနောက်ဆက်တွဲအနေနဲ့ခန်းစားနိုင်ပါတယ်။အခုဆိုရင်လူအတက်ကိုတိုးစေတဲ့အစားအစာ၅မျိုးကို သိပြီဆိုတော့ဒီအစားအစာတွေက ကိုယ်နဲ့ဝေးရမှာမဟုတ်ပဲကိုယ်အနည်းနားတစ်ဝိုက်မှာပဲရှိနေတဲ့အစားအစာတွေ ဖြစ်တယ်ဆိုတာသတိပြုမိကြမယ်လို့ထင်ပါတယ်။ဒီအစားအစာတွေကိုရှောင်နိုင်မှုအတွက်ဆိုရင်လက်ဆက်တဲ့အသီးအနှံအရွက်အသားငါးနဲ့ပဲတွေကိုပိုမိုစားသုံးသင့်တယ်လို့ တဘာဝကရတဲ့အစားအစာတွေကိုရွေးချယ်တက်ဖို့ကအဓိကကြံကြောင်းမျှဝေလိုက်ရပါတယ်။ဒါကတော့လူအသက်ကိုတူစေတဲ့အစားအစာ၅မျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီကြောင်းအရင်နဲ့ပတ်သက်ပြီးသိချင်တာဒါမှမဟုတ်မေးချင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။